ဇနီးကအမေနဲ့ကျမဘသူ့ရွှေမလဲဆိုပြီးမိတာခံလိုက်ရလို့ဆုံးဖြတ်ရခတ်သွားတဲ့ထိုင်းအမျိုးသားမိင်္ဂလာပါပရိသတ်ကြီးတို့ဤဒီအမျိုးသားကတော့အယံကိုလေးစားစရာကောင်းတဲ့သူတရားဖြစ်လို့အထူးလေးစားရပါတယ်။တချို့လူတွေကမယားနဲ့လင်တွေကိုချစ်လွန်ခင်တွယ်လွန်ပြီးမိဘကိုစွန့်ပစ်ကြတဲ့တာသမီတွေတဲမှာဒီအမျိုးသားကတော့တကယ့်ကိုစံနမူနာထားတဲ့သူတရားပဲဖြစ်ပါတယ်။ခုတကအဖြစ်ပြလေးကတော့ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တာဖြစ်ပြီးမိမဖြစ်သူကကျမ်းမာရေးမကောင်းတဲ့အမေအိုကြီးကိုမပြုစုချင်လို့ ယောက်ျားဖြစ်သူကိုသူ့ဘက်ပါမယ်အထင်နဲ့အမေနဲ့ကျမဘသူကိုရွေးမလဲလို့ဆုံးဖြတ်ခိုင်းခဲ့ပေမဲ့လေယောက်ျားဖြစ်သူကတော့မရသိရင်မရအစားရရေးဆိုကအမေကိုပဲရွေးချယ်သွားခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့တော်တော်များများကမရနဲ့အမေမရကိုရွေးပြီးအမေကိုစွန့်ပြစ်တတ်ကြပေမဲ့လေဒီကိုကတော့မိဘကျေးဇူးနားလည်ပြီးအရန်ကိုဂုဏ်ယူတဲ့တတိယောက်ပဲဖြစ်ပါတယ်တကယ်ကိုဒီကိုရွေးချယ်တာမှန်ပါတယ်မိန်းကလေးဘက်ကလည်းဒီလိုတောင်းဆိုမှုမျိုးမတောင်းဆိုသင့်ပါဘူးကိုချင်းစာကြည့်ပါ ကို့အမိနဲ့ငါ့ကိုနင်ဘသူ့ရွေးမလဲပြောကြည့်ခံနိုင်ရှိပါမလားဘလိုမျိုးပဲဖြစ်ဖြစ်ဒီလိုတော့ယောက်သားကိုမတောင်းဆိုတင်ပါဦးအစင်မပြေတာရှိရင်အချားနီးနဲ့ပဲဆုံးဖြတ်မယ်အမိဟာအမိပါပဲအမိနဲ့မိမနှိုင်းကြလည်းမလိုပါဘူးမရသေးအစားရပါရဲ့အမိဆိုတာအစားထုတ်လို့မရဘူးဒီမျိုးသားတော့ဇနီးဖြစ်သူကကျမနဲ့ရှေ့မေနှစ်ယောက်ထဲကတယောက်ကိုရွေးအမိကိုရွေးရင်ကျမရှေ့စီကနေထွက်သွားမယ်ရှေ့အမိအိုကြီးအိုမတော့မကြည့်ပေးနိုင်ဘူးဆိုကယောက်သားကိုဆုံးဖြတ်ခိုင်းပေးမယ်လေ ယောက်ျားဖြစ်သူကတော့နှစ်ယောက်စလုံးချစ်ပေမဲ့လေအိယာပေါ်မှာလှဲနေတဲ့အမေကိုမပြစ်ထားရလို့ဇနီးတွေကိုစွန့်လွတ်ခဲ့တာဖြစ်ပြီးအခုလိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချခဲ့ပြီးဇနီးကိုဆုံရှုံသွားတဲ့ထိုင်းအမျိုးသားနမေကတော့ဥတုံဖုံးလို့ခေါ်ပါတယ်သူကတော့စောင်းလုံရီအလုတ်ကိုလုံနေရဖြစ်ပြီးအမေနာမှာအချိန်ပြည့်ပြည့်စုံခြင်းပေမဲ့ငွေရဖို့ကျွန်တော်အလုတ်လုပ်ရတယ်အဲ့ကနေမိမကအမေကိုမပြည့်စုံခြင်းစေဖို့မပေးခြင်းနဲ့ညှူဆူလာပြီးရွေးကြလမ်းမရှိတော့လို့အခုလိုဆုံးဖြတ်ခဲ့ရပြီး အလုတ်ထဲတီအမေကိုခေါ်သွားလေးရှိရဲ့ဒီလိုအမေကိုခေါ်သွားလို့လဲအလုတ်ရှင်ကလည်းမခေါ်လာဖို့တားမြစ်တာမရှိပါဘူးအမေကိုပြုစုနေရလို့ဇနီးနဲ့မနေရလဲကျွန်တော်အတွက်ကိစ္စမရှိပါဘူးကျွန်တော်ဂိမ်းမဆိုင်ပါဘူးအမေကိုဘယ်တော့မှပြစ်မထားပါဘူးအမေအသက်ထွက်ဆုံးအထိအမေနာမှာရှိနေပြီမယ်လို့သူကဆိုထားပါတယ်ဒါကြောင့်မလို့ဒီအကြောင်းကိုသိရတဲ့သူတိုင်းကလည်းအယံကိုချီချူးမဆုံးဖြစ်နေကြသလိုမယားကိုရွှေပြီးမိဘကိုစွန့်ပစ်နေတဲ့သူတွေကိုလည်းမြင်စေချင်ပါတယ်တချို့ကတော့ဇနီးမယားဆိုတာ ိုလောက်ကင်ကျွေးနိုင်ရင်အရောက်တရာယူလို့ရပါပဲအမေဆိုတာဘယ်အရာနည်းမှအစားထိုးလို့မရနိုင်တဲ့အရာမို့လို့ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိရဲ့ညီလေးရဲ့လောကကြီးမှာအဖေဆိုတာနှစ်ယောက်မရှိဘူးတယောက်တည်းပဲအမေဆိုတာလည်းနှစ်ယောက်မရှိဘူးတယောက်တည်းပဲရှိရဲ့အစားထိုးပြီးရှာလို့မရအောင်ကျန်နာရီကအစားထိုးပြီးရှာလို့ရရဲ့မင်းကိုယ်တော့အရန်လေးစားသွားပြီးငါညီလေးကျမ်းမာချမ်းသာပါစေအမေကြီးလည်းကျမ်းမာပါစေလို့ဝိုင်းစုတောင်းကောင်းပြုပေးနေခဲ့ကြပါပဲဖြစ်ပါအတူယူစရာကောင်းတဲ့ရွေးချယ်မှုဆုံးဖြတ်ချက်တစ်ခုပါပဲ ဒီလိုသားမြုပ်ကိုနှက်ကောင်းနှက်မြက်တွေကအစတာဓုခေါ်ဆိုနေမှာပါမိသားစုစိတ်တက်မရှိတဲ့မိမကိုစွန့်လွန်လိုက်တာအကောင်းဆုံးပါပဲမိမဆိုတာအစာထိုးလို့ရပါတယ်မိဘဆိုတဲ့အရာကတော့ဘယ်တော့မှအစာထိုးလို့မရနိုင်ကောင်းတဲ့အလင်းတန်းကြီးတစ်ခုပါပဲပရိသတ်ကြီးတို့ရောတကယ်လို့ဒီလိုလိုအမေနဲ့မယားဘသူ့ကိုရွေးမလဲဆိုရင်တင်းတို့ရောဘာကိုရွေးချယ်ကြမှာလဲပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ကြောင်ချစ်သူတိုင်းသတိထားရမယ်။ကြောင်မတစိကူးဆက်တတ်သောယောဂများမိင်္ဂလာပါပြိသက်ကြီးတို့၏ခုတခါမှာတော့တရိတ်ဆောင်လေးတွေကိုချစ်တဲ့သူတိုင်းအထူးသတိထားရမှာဖြစ်ပြီးကူးဆက်ယောဂဆိုတာကတော့စိတ်ကောင်းထထမထတာကူးဆက်တတ်တဲ့သဘာဝရှိရာကြောင့်တီးချစ်သူတိုင်းစီကံတကြလေးမွေးမြူကြဖို့တိုက်တွန်းအပ်ပါ යි ။ဒီယောဂတွေကသူတေသနာအကုန်ရှိပြီးသားပါ။ချောက်လန့်ကြီးသားခြင်းမျိုးမဟုတ်ပါဘူး။ဒီကူးဆက်ယောဂတွေအကြောင်းရေးပြတာကကြောင်မွေးထားသူတွေအတိတ်တတိလေးရှိကြရအောင်ဖြစ်ပါ යි ။ ကြောင်မေးတိုင်းဒီယောဂါဖြစ်တာမဟုတ်ပါဘူး။ကုသယောဂါဆိုတာကာကွယ်လို့ရနိုင်တဲ့ယောဂါတွေပါ။ဒါကတော့ကာကွယ်စီထိုးတန်ရာထိုးကြောင်ကင်ပြီးလက်စီကြောင်စာရီတန်တန်ရှင်ရှင်ကင်တွေကြောင်အညစ်အကြေးကိုစနစ်တကျတန့်ရှင်းမယ်ဆိုရင်ကြောင်ဆိုတာအိမ်မွေးတရိစ္ဆာန်ဖြစ်ပိုင်လူရီရဲ့အဖော်မောတတ္တဝါလေးတွေပါ။စေတနာထားပြီးရေးသားပြရမို့အဆုံးထိနားထောင်ပြဖို့အခုလိုရေးသားလာပါတယ်။နံပါတ်၁ထော့ဆိုဖလက်မိုစိတ်ဒါကတော့ HIV လူနာတွေကဲ့သို့ခုခံအားစနစ်အားရောတဲ့လူတွေမှာ အရန်ကြောင်ရတဲ့ယောဂဖြစ်ပိုင်ဒါကကြောင်ရည်အခြေကိုထိမိရာတစ်ဆင့်ကုသနိုင်ပိုင်ထော့ဆိုပလတ်မာဂွန်တီဆိုတဲ့ကပ်ပါးကောင်ကြောင်ဖြစ်တာပါနံပါတ်2ကက်ဆက်ခရက်ဒစီဒါကတော့ဘာတိုနဲလာဟန်ဆလီနိုဆိုတဲ့ဗတ်တီးရီးယားကြောင်ဖြစ်ပိုင်ကြောင်ကုတ်တာကုတ်တာနေတစ်ဆင့်ဖြစ်တတ်ပိုင်ဖျားမယ်လင်းအကျိတ်ရောင်မယ်အာယုံကြောပြဿနာတွေဖြစ်တတ်ပိုင်3ဒါမတိုဖိုက်တိုဆိတ်ကြောင်ရည်အမွေကတစ်ဆင့်ဓာတ်ရိုက်ထိတွေ့မှုကြောင့်ဖြစ်တဲ့ပွေးရောဂါတစ်မျိုးပါ green light skin ဒီချင်းပွေးကွက်တွေမြင်ရပါမယ်။လေ hot warm brown warm ချိတ်တန်ကောင်တန်လုံးကောင်တွေကလည်းကြောင်ရက်မစင်ကတစ်ဆင့်ကူဆတ်နိုင်ပါ යි ။ Anzalone store မှာ Brazilian စိတ် get hot warm tosocra cutty cut warm တော့ငါ ravi ခွေးယူပြန် ravi ဗရက်ကူဆတ်ခံရတဲ့ကြောင်ကြိုက်တာတစ်ဆင့်လေခွေးယူပြန်ယောဂဖြစ်တတ်ပါ යි ။6 salmonella nan chai point salmonella bacteria တွေက ကြောင်ကတဆင့်လူကိုကူးဆက်နိုင်ပါတယ်။ကြောင်မစင်နဲ့သူတို့ရဲ့အစာချောက်တွေကိုလက်ပလာနဲ့ကင်တွေတာကတဆင့်ဖြစ်နိုင်ပါတယ်။ဒါရီကတော့ကြောင်ကိုမချစ်စေခြင်းလို့မဟုတ်ပါဘူး။ချစ်ပါ၊တန်ရုံးစင်ကြီးပါ။တို့ပေမဲ့လည်းဆီယာပေါ်ပြတလို့ယောဂါပုကပူကြောက်ကြကောင်းပါတယ်။မိမိတို့ရဲ့အတွက်မဟုတ်ပဲမိသားစုအလုံးအတွက်စဉ်းစားပေးရမယ့်ဘဝတသက်တာကျမ်းမာရေးအတွက်တည်ရရှင်ရေးဖြစ်လို့ပညာပေးခြင်းမေတ္တာတရားဖြင့်မျှဝေခြင်းလည်းဖြစ်ပါတယ်။ကြောင်းတွေကဝေဝေကချစ်ရမယ့်တီလီတွေပါအနည်းငယ်သိမ့်များပါတယ်။ ခွေးလဲတူတူပါပဲကြောင်ကောခွေးရောချစ်ပိုင်သူတို့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးအောင်တတ်တတ်ဖြစ်ပြီးကိုစိတ်ဖြေဖို့အတွက်အနီးကပုတ်တက်ကိုင်းတွေကဖန်တန်းရှုံမှုမျိုးလုံးဝမလုပ်ပါနဲ့အဲ့လိုလုပ်တဲ့သူများကလည်းတီလေးတွေကိုတကယ်ချစ်တာမျိုးမဟုတ်ပါဘူးတီလေးတွေကလည်းသူတို့ကိုဖက်ရန်နန်းရှုံဖြင်းညှင်းမှုတွေကိုလူမှုရေးအရသာတီးခံကြရတာဖြစ်ပြီးတကယ်တော့လုံးဝမကြိုက်ကြပါဘူး။ဒါကြောင့်တီလေးတွေကိုချစ်နိုင်ပါတယ်။ဒါပေမဲ့ပုတိပုတ်သက်မနေကြဖို့နဲ့ကင်တွယ်ပြီးတိုင်းတန်ရှိတေချာလုပ်ပေးဖို့အတိပေးခြင်းပါတယ်။ အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်ရှင်။ဇနီးကအမေနဲ့ကျမဘသူ့ရွေးမှလဲဆိုပြီးမိတာခံလိုက်ရလို့ဆုံးဖြတ်ရခတ်သွားတဲ့ထိုင်းအမျိုးသားမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီအမျိုးသားကတော့အယံကိုလေးစားကြကောင်းတဲ့သူတရားဖြစ်လို့အထူးလေးစားရပါတယ်။တချို့လူတွေကမယားနဲ့လင်တွေကိုချစ်လွန်ခင်တွယ်လွန်ပြီးမိဘကိုစွန့်ပစ်ကြတဲ့တာသမီတွေထဲမှာဒီအမျိုးသားကတော့တကယ့်ကိုစံနမူနာထားတဲ့သူတရားပဲဖြစ်ပါတယ်။ ခုတကအဖြစ်ပြလေးကတော့ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တာဖြစ်ပြီးမိမဖြစ်သူကကျမ်းမာရေးမကောင်းတဲ့အမေအိုကြီးကိုမပြုစုချင်လို့ယောက်ျားဖြစ်သူကိုသူ့ဘက်ပါမယ်အထင်နဲ့အမေနဲ့ကျမဘသူကိုရွေးမာလဲလို့ဆုံးဖြတ်ခိုင်းခဲ့ပေမဲ့လေယောက်ျားဖြစ်သူကတော့မရသိရင်မရအစားရရေဆိုကအမေကိုပဲရွေးချယ်သွားခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့တော်တော်များများကမရနဲ့အမေမရကိုရွေးပြီးအမေကိုစွန့်ပြစ်တတ်ကြပေမဲ့လေဒီကိုကတော့မိဘကျေးဇူးနားလည်ပြီးအယံကိုခုံယူတဲ့တတိယောက်ပဲဖြစ်ပါတယ် တကယ်ကိုဒီအကိုရွေးချယ်တာမှန်ပါ යි မိန်းကလေးဘက်ကလည်းဒီလိုတောင်းဆိုမှုမျိုးမတောင်းဆိုသင့်ပါဘူးကိုချင်းစာကြည့်ပါကို့အမိနဲ့ငါ့ကိုနင်ဘသူရွေးမလဲပြောကြည့်ခံနိုင်ရှိပါမလားဘလိုမျိုးပဲဖြစ်ဖြစ်ဒီလိုတော့ယောက်ျားကိုမတောင်းဆိုသင့်ပါဘူးအစီအမပြေတာရှိရင်အချားနီးနဲ့ပဲဆုံးဖြတ်မယ်အမိဟာအမိပါပဲအမိနဲ့မိန်းမနှိုင်းကြလဲမလိုပါဘူးမရသေးအစားရပါ යි အမိဆိုတာအစားထုတ်လို့မရဘူးဒီမျိုးသားတော့ဇနီးဖြစ်သူကကျမနဲ့ရှေ့မင်းနှစ်ယောက်ထဲကတယောက်ကိုရွေးအမေကိုရွေးရင်ကျမရှေ့စီကနေထွက်သွားမယ် ရှင့်အမေအိုကြီးအိုမတော့မကြည့်ပေးနိုင်ဘူးဆိုကယောက်ျားကိုဆုံးဖြတ်ခိုင်းပြီးမဲလေယောက်ျားဖြစ်သူကတော့နှစ်ယောက်စလုံးချစ်ပြီးမဲလေအိမ်ရပေါ်မှာလှဲနေတဲ့အမေကိုမပြစ်ထားရလို့ဇနီးတွေကိုစွန့်လွတ်ခဲ့တာဖြစ်ပြီးအခုလိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချခဲ့ပြီးဇနီးကိုဆုံရှုံသွားတဲ့ထိုင်းအမျိုးသားနမေကတော့ဥတုံဖုံးလို့ခေါ်ပါတယ်သူကတော့စောင်းလုံရီအလုတ်ကိုလုံနေရဖြစ်ပြီးအမိနာမှာအချိန်ပြည့်ပြည့်စုံခြင်းပြင်မဲ့ငွေရဖို့ကျွန်တော်အလုတ်လုပ်ရတယ်အဲ့ကနေမိမကအမိကိုမပြည့်စုံခြင်း စေဖို့မပေးခြင်းနဲ့ညှူဆူလာပြီးရွေးကြာလမ်းမရှိတော့လို့အခုလုံဆုံးဖြတ်ခဲ့ရပြီးအလုပ်ထဲတိအမေကိုခေါ်သွားလိမ့်ရှိရဲ့ဒီလိုအမေကိုခေါ်သွားလို့လည်းအလုပ်ရှင်ကလည်းမခေါ်လာဖို့တားမြစ်တာမရှိပါဘူးအမေကိုပြုစုနေရလို့ဇနီးနဲ့မနေရလေကျွန်တော်အတွက်ကိစ္စမရှိပါဘူးကျွန်တော်ကိူးမဆိုင်ပါဘူးအမေကိုဘယ်တော့မှပြစ်မထားပါဘူးအမေအသက်ထွက်ဆုံးအထိအမေနာမှာရှိနေပြီမယ်လို့သူကဆိုထားပါတယ်ဒါကြောင့်မလို့ဒီချောင်းကိုတီးရဲ့သူတိုင်းကလည်းအရန်ကိုချီချူမဆုံးဖြစ်နေကြသလို မယားကိုရွေပြီးမိဘကိုစွန့်ပစ်နေတဲ့သူတွေကိုလည်းမြင်စေချင်ပါသေးတယ်။တချို့ကတော့ဇနီးမယားဆိုတာကိုလောက်ကင်ကျွေးနိုင်ရင်အရောက်တရာယူလို့ရပါမယ်။အမေဆိုတာဘယ်အရာနည်းမှအစားထိုးလို့မရနိုင်တဲ့အရာမို့လို့ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိရဲ့ညီလေးရဲ့လောကကြီးမှာအဖေဆိုတာနှစ်ယောက်မရှိဘူး။တယောက်တည်းပဲ။အမေဆိုတာလည်းနှစ်ယောက်မရှိဘူး။တယောက်တည်းပဲရှိရဲ့။အစားထိုးပြီးရှာလို့မရအောင်ဇန်နရီကအစားထိုးပြီးရှာလို့ရတယ်။မင်းကိုတော့အရန်လေးစားသွားပြီ။ငါညီလေးကျမ်းမာချမ်းသာပါစေ။ အမေကြီးလည်းကျန်းမာပါစေလို့ဝိုင်းစုတောင်းကောင်းပြုပေးနေခဲ့ကြပဲဖြစ်ပါတယ်။အတူယူစရာကောင်းတဲ့ရွေးချယ်မှုဆုံးဖြတ်ချက်တစ်ခုပါပဲ။ဒီလိုသားမျိုးကိုနှစ်ကောင်းနှစ်မျက်တွေကအစတာတုခေါ်ဆိုနေမှာပါ။မိသားစုစိတ်တမ်းမရှိတဲ့မိမကိုစွန့်လွန်လိုက်တာအကောင်းဆုံးပါပဲ။မိမဆိုတာအစားထိုးလို့ရပါတယ်။မိဘဆိုတဲ့အရာကတော့ဘယ်တော့မှအစားထိုးလို့မရနိုင်ကောင်းတဲ့အလင်းတန်းကြီးတစ်ခုပါပဲ။ပရိသတ်ကြီးတို့ရောတကယ်လို့ဒီလိုလိုအမေနဲ့မယားဘသူကိုရွေးမလဲဆိုရင်တင်တို့ရောဘာကိုရွေးချယ်ကြမှာလဲပြောပြခဲ့ကြပါအောင်ရှင်။ အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်